နေပြီးတော့အေလာလီစိတ်ရှော့တုံတုံလုံးဂျန်ကုန်ကမာယုရေစကန်နနသည်နှလုံးမတာစင်မတိဧပြီလ19ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်းမတင်ဆက်မှုများမှကျူးဆူပါရဗျဒီနေ့ညဒရင်ကောင်းကောင်းဒရင်ဆိုးကောင်းနှစ်ခုရှိပါတယ်ဒရင်ကောင်းနေအများပြားနေ ဖက်စစ်တပ်ကိုတိုက်ခိုက်သိမ်းပိုက်အောင်မြင်ထိုးနှက်နိုင်တဲ့သတင်းတွေရှိတယ်ဖက်စစ်တပ်ရဲ့ရုပ်မာမှုကြောင့်အပြစ်မဲ့ပြည်သူတွေတိတ်ဆုံးမှုတွေသတင်းတွေရှိပါတယ်ဒါရီတွေမပြောခင်မှာဂင်းပြည်နယ်အခြေအနေကိုစပြောရအောင်ဂင်းပြည်နယ်ကော့ဂရိတ်ဂျုံတို့တခွင်ဖက်စစ်တပ်ဟာလေနဲ့ဘုံချဲတိုက်ခိုက်မှုတွေမပြတ်လုပ်နေပါတယ်ဂျုံတို့မျိုးကိုသိမ်းပိုက်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဖစစ်တပ်ဟာဂျုံတို့မျိုးကိုဖျက်ဆီးဖို့လေနဲ့တောက်လျှောက်ဘုံကျဲနေသလိုဂျုံတို့ကော့ကရစ်တကြောကပြည်သူလူထုများဘေးလူရံကိုအ мян ရှောင်တိန်တားကြဖို့ဒီနေရာကနေကျွန်တော်လေးလေးစားစားမေတ္တာရက်ခံလိုပါတယ်။လေနဲ့ဘုံကျဲမှုဟာကရင်တွေကိုစိန်ခေါ်နေပြီလားဆိုတာအလုံးစိတ်ဝင်စားစရာကောင်းတော့ပါတယ်။ຫນွေဥတော်လိုင်းကာလာအတွင်းမှာ KNU, KNL, KMD ကိုအစရှိတဲ့ ။ကရင်တပ်တော်တွေဟာမြို့ပြကလာရောက်တဲ့ကျွန်တော်တို့မြို့ပြ PDF တွေကိုညီငယ်တွေကိုစစ်ပညာသင်ပေးရင်ကုန်တဲ့ရှင်ကွင်းတွေကိုထက်ညွှတ်ထွေးစွာဆောင်းလျှောက်ပေးထားခဲ့ပါတယ်။ကဲလူစီကစစ်ပညာသင်ကြားပြီးတော့မြန်မာပြည်တဝမ်းလုံးမှာတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ PDF တော်လိုင်းရဲဘော်တွေလည်းအများအပြားရှိပါတယ်။ဒါပေမဲ့ က်ကိုတိုက်ပွဲဝင်မှုထိုးစစ်ဆင်မှုကတော့အခြားနေရာတွေနဲ့မတူပဲကရင်ပြည်နယ်တခွင်ကတအီအီနဲ့ခြွေစစ်တဘောမျိုးတွားတာကိုတွေ့ရတယ်အချို့တိုက်ပွဲတွေမြောက်ဒီဆိုတဲ့ဟိုတိုက်ပွဲအခြေအနေကြီးကြောင့်ပြည်သူလူကြားထဲမှာတော်ပိုင်းတိုင်းစစ်ဒေသကိုဝိပန်တများလည်းရှိပါတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်မှာတော့ကင်းပြည်နယ်ကို ကယန်းလူတွေကိုကရင်တွေကိုကျွန်တော်တို့ညီကိုမောင်နှမတွေကိုဖက်စစ်တပ်ဟာဘုံချဲပြီးတွေတိုးဆန်းနေလျက်ရှိပါတယ်တွေတိုးဆန်းတို့လိုသွေးပေါင်ချင်းတို့လိုလောက်လာတဲ့ဖက်စစ်တပ်ကိုကရင်သွေးနဲ့ကရင်တပ်တိပြခဲ့နိုင်ရှင်ကရင်ညီညွတ်စွာဒိုးစစ်ဆင်နိုင်နေပြည်တော်ကိုတလာအတွင်းရှောက်ရပါတယ်ပကိုးတဲ့လက်ကန်းကွာလीအ စစ်တောင်းသားကကြော်လိုက်တာနဲ့ဟိုဘက်ပကိုးတောင်ကူတကြောကိုဖျက်တတ်ထွေထူးတတိစိတ်တရားတော့မပြောနေတော့နော်ရှည်သွားမှာဆိုလို့အဲ့တော့မလာဖစစ်တဟာဖာတီတို့အမိုးတို့အတီးတို့အကြော့တို့ဖိုးခွားတို့စင်ခေါ်နေပြီကေနိုရဲ့ဇာတိသွေးဇာတိမန်ဇာတိပုံညဂုံမာနကိုပြပြီးဖက်စစ်တက်ကိုချိန်မုန်းနိုင်ကြောင်းပြသရမယ်အချိန် ဖြစ်ပါတယ်အကယ်၍မပြတာနိုင်ရင်တော့ဟိုးရင်ခေအဆက်ဆက်ကလိုပဲဖက်စစ်တပ်ရဲ့လေရင်ဘုံချဲမှုအောက်မှာအပြစ်မဲ့ပြည်သူတွေအလူလူအလဲလဲနဲ့ဆက်လက်စစ်တံကိုခန်းစားနေကြရမှာပဲဖြစ်ပါတယ်ဒီအချိန်ကြီးဒါကကရင်ရဲ့ထိုးစစ်စစ်စင်နေမှုအခြေအနေဖြစ်ပါတယ်ထပ်မံပြီးတော့မန္တလေးတပိတ်ချင်းမှာဒီကနေ့ 还是的哈，明天呢？雷鹏节目上月开嘛？哎呦，雷鹏节目里哈，阿明阿边上月开的天嘛嘛，第二特别近六七月，伊不拉实现的哪能实现阿伊嘛？碰见个么子啊？比如说到五天，稍微提个天啊，也是都阿明阿边阿些的路，只能路闹松钱的呀，提阿外。 တပိတ်ချင်းရေထွက်ရဘူးလေဒီကနေ့ထပ်မံဘုံချဲပါတယ်မန္တလေးတပိတ်ချင်းမြို့နယ်ရေထက်တွေးရကျွာလေပိုင်းနေရာဒီနေ့အေမီလာစကွင်းနေမွန်လွဲတနားီမှာစေအုစုကတိုက်လေင်းနေဘုံချဲခဲ့ပါတယ်လက်တော်လက်တော်ဘုံချဲမှုကြောင့်အပြစ်မဲ့ပြည်သူတွေအလောင်းတွေဖေလာဒီနဲ့တိုက်ယူနေရပြီးတစားစီဖြစ်လို့နေပါတယ်ညနေပိုင်းထိဒီနေ့ညနေပိုင်းထိ အတုံးအပိုင်းအပြက်အစအလောင်းတွေကိုဖယ်ရှားရှင်းလို့မပြီးသေးတဲ့အခြေအနေမှာအဲ့ဒီနားမှာဘာ PDF မှလည်းမရှိဘူးရွာလေရေထွက်ကျင်းရွာရဲ့ရွာအလဲကောင်ကိုဖတ်စစ်တက်ကကျုံမှာရက်ဆက်သွားတာဖြစ်ပါတယ်အဲ့တော့လောလောဆယ်မှာ15ရောက်အ ਨੇ ဆုံးတိတ်ဆုံးမှုရှိပြီး ဘယ်နှယောက်သိတယ်ဆိုတော့ကိုတော့ဆက်လက်တည်ပြုစူးစမ်းနေသေးပါရေထွက်ကြေးရောက်ကိုဘုံကျဲတိုက်ခိုက်မှုရွာလေဈေးကိုအဓိကတိုက်ခိုက်မှုအပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်မှုဒါစိတ်ရာသွေးမှုကျူးလွန်နေရဖြစ်ပါတယ်လူမျိုးလုံးတပြက်မှုကိုရွန်ကြတယ်မှမဟုတ်ဘူးဗမာတွေကောကချင်တွေကောရှင်းတွေကောရှမ်းတွေကောကိုတပြက်နေတဲ့ဖက်စစ်တပ်ကိုလက်နက်ကန်တိုက်ပွဲနဲ့တော်လန်ချင်းနီးနာတမျိုးနဲ့ ကမ္ဘာမျှတမှုဆိုင်ရာခုံရုံးတွေကိုလည်းကျွန်တော်တို့အမှတ်တမ်းတင်တိုင်ကြားထားမယ်အခြေအနေမျိုးရှိပါတယ်။မနေ့ကလည်းရေထွက်ကိုရေထွက်ကိုရေရွက်ကြေးရောက်ဒီကနေ့တိုက်တယ်ပေါ့ဗျာ။မနေ့ကမနေ့ကဆိုခုနကျွန်တော်ပြောလေလက်ကြကြေးရွာကိုတိုက်ခတ်ခဲ့တဲ့အတွက်73ပေလေလို့ကျွန်တော်ခုနပြောပါတယ်။အဲတော့ဒီတိုက်ခိုက်တာနေပတ်သက်ပြီးတော့ လိမ့်ကျတဲ့ရေထွက်ရွာဟာမန္တလေးမိုးကုတ်ကားလမ်းဘေးမှာတည်ရှိပြီးရွှေထွက်တဲ့ဒေသတွေဖြစ်ပါတယ်စိတ်ဝင်စားစရာတော့ကောင်းလာတဲ့အခြေအနေဒီလိုပြည့်မဲ့ပြည်သူတွေသိဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့မန္တလေးနန်းတွင်းအလဲပိုင်းစစ်ဌာနချုပ်လပခရဲမှာအောင်ဝဲခံနေတာကိုကျွန်တော်တို့တွေ့ကြရပါတယ်တွေ့လိုက်ရပါတယ်တွေ့မြင်နေရပါတယ် ဗစစ်တပ်ရဲ့ Telegram channel တွေမှာရေထွက်နေလက်ချကိုတိုက်ခိုက်နေမှုပါ PDF တွေရဲ့စီးပွားရေးအရှိုက်ကိုထိုးနိုင်တယ်လို့ပြောဆိုပြီးအောင်ပွဲခံရပါတယ်အဲ့တော့တပိတ်ချင်းရဲ့ရွှေထွက်တဲ့ဒေတာတွေနဲ့ပတ်သက်ပြီးဗန္ဓာကြီးဆိုင်ရာအငင်းပွားမှုတွေကိုလည်းလူသားညီညွတ်ရေးအစိုးရထဲမှာအများအပြားရှိပါတယ်။ဒါတွေကိုတော့ကျွန်တော်သိတဲ့ NUG အမ်ယူဂျီရီဗျူးဆိုတာမျိုးကျွန်တော်ပြောပါဦးမယ်ပေါ့နော်ဒီနေ့တော့မပြောတော့ပါဘူးအဲ့တော့ဖတ်စစ်တာဟာတပိတ်ချင်းစင်ကူမရယာမိုးကုတ်ဒီနေရာကိုမပြတ်ဘုံချဲတိုက်ခိုက်နေပါတယ်အေပေလာတက်လာရဲမှာ14ချိန်ဘုံချဲတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်ဒီဘုံချဲတိုက်ခိုက်မှုเนี่ยပတ်သက်ပြီးကျွန်တော်တို့ဟာပြင်းထန်စွာ ပြန်လည်ခုခံနိုင်ဖို့ငှက်ကင်ဆိုတဲ့ လင်ပြစ်ပစ္စည်းတွေလိုအပ်တယ်လို့လင်ကိုတံပြန်တုံ့ပြန်နေတဲ့နီးနာမိတ်သိရတွေကိုလည်းအနေနဲ့အရရက်ကတော်လန်ကြီးတွေကနေသင်ခန်းစာယူသင်ချားပို့ချကြဖို့ကျွန်တော်တစ်ခါတစ်ခါပြောနေပါတယ်စစ်တပ်ဟာသူ့လုပ်ကိုသူလုပ်တယ်စစ်တပ်ဟာရန်သူပိတာတယ်ကျွန်တော်တို့တော်လန်ကြီးတွေကတော်လန်ကြီးသမားတချို့ကတော့ တော်လိုင်းလှုပ်ချင်အောင်ဆောင်းမနိုင်ချင်လို့လားတော်လိုင်းတို့ရှေပါစီဆိုပြီးတော်လိုင်းရင်းနဲ့ဈေးကွက်စီးပွားရေးကြီးဖြစ်နေတာလားဒါလိုတော့မပြောတော့ဘူးနော်အဲ့တော့ဒီဘုံကျဲတိုက်ခိုက်မှုတွေအများအပြားရှိတဲ့အပြင်မှာမလေးရှားဝန်ကြီးချုပ်နဲ့တွေ့ခဲ့တဲ့မင်းအောင်လိုင်းနှစ်ဆန်းတည့်နဲ့ဧပြီလ18ရက်နေ့မမေရကျွန်တော်မွေးနေ့မှာ ငိမ့်ငိမ့်ရဲ့အတွက်တွန်းအားပေးခဲ့တယ်ဆိုရယ်မလေးရှားဝန်ကြီးချုပ်သိစေရန်ကြော်ဒီနေရာကနေပြောပြလို့ပါတယ်မလေးရှားဝန်ကြီးချုပ်နဲ့မင်းအွန်လိုင်းနဲ့တွေ့တဲ့အချိန်ကစပြီး58နာရီအတွင်းဒေတာအနှံ့အပြားမှာဘုံကျဲလို့ဒီလို16ဦးတေဆုံးပြီး စနုတ်တထတန်ရာရရှိခဲ့တယ်။ဘုံကြီးအပေါင်းပြည်သူတွေပျက်စီးမီးရှို့မီးလောင်ခံခဲ့ရတယ်။အဲ့တော့မလေးရှားဝန်ကြီးချုပ်နဲ့မင်းအောင်လှိုင်တွေ့ဆုံတဲ့48နာရီတွေ့ဆုံပြီးနောက်48နာရီအတွင်းတွေ့ဆုံချိန်ကစလို့48နာရီရည်တွက်လိုက်။ရည်ကြုံမှုနဲ့ဘလာဘာကြေးပါအေဘလာ18ရက်နေ့ညနေ4နာရီမိနစ်20မှာ၄နဲ့3ချိန်ပုံချေတိုက်ခိုက်တယ် အသက်80ရွယ်ပြည်သူလူ6လောက်ပြတ်ပြီးပြင်းပြင်းထန်ထန်တန်ရာရရှိသေးဆုံးပြည်သူလူထိခိုက်ဒဏ်ရာနေစေလုံးပျက်စီးတယ်ဖုံချောင်းတစ်ခုပျက်စီးခဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်နတ်တောင်ရွာကိုအပိလာ18ရက်နေ့ည8:55မှာပုံကျဲတယ်အသက်50ရွယ်ဒေါ်မွန်ပေါ်ချင်းပြီးသေဆုံးပြည်သူလူ၄ဦးထိခိုက်ဒဏ်ရာရရှိချင်းပြည်နယ်ကံပတ်လက်မြို့ကိုအပိလာ18ရက်နေ့ည10:00မှာလင်းနဲ့ပုံကျဲတယ် အဆောက်အအုံနေနေအများပြားပျက်စီးတယ်။ပြင်းပြီးတဲ့ကော့ရိတ်ဂျုံတို့အေဘလာ၁၉ရဲ့နန်နပိုင်းမှာစတင်ပြီးညနေပိုင်းကြီးတောင်ကြရင်ဒေတာအတွင်းကြီးကျေးရွာများဖို့ဝိုင်တွဲချက်နေရင်တွေနဲ့စက်တိုင်းဘုံချဲတယ်။စာတင်ကြောင်းနေဖုံကြီးကြောင်းနေနေအိမ်နေပျက်စီးခဲ့ရတယ်။အေဘလာ၁၈ရဲ့နန်နပိုင်း၈၈မိနစ်မှာဂျုံတို့တလွဲထောင်ကျေးရွာလေးနဲ့ဘုံချဲတယ် ီလူလူတည်ဆုံးတဲ့အခြားပြည်ကအများပြားတိကျတဲ့အရာရှိပဲခိုးတိုင်းညောင်လေးပင်ပိန်းစလို့ရေရင်းကုန်းကျေးရွာရက်ကုန်းအဝိုင်းကိုအေဗလာ၁၈ရက်နေ့နက်နက်၄နာရီမှာအော်နက်နက်၉နာရီမှာလေးနဲ့ဘုံချဲတယ်ခလာရနစ်ဆောက်လေးကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်အသက်၄၂နှစ်ရွယ်ကိုမျိုးတန်တည်ဆုံးမန္တလေးတိုင်းစေကူမြို့နယ်ကြည်ပေါက်ကျေးရွာကိုအေဗလာ၁၈ရက်နေ့မွန်းလွဲ၂နာရီ၄၀မိနစ်မှာ ိုက်လိုက်နေပုံချင်နှလုံးပြည်သူချောင်းဦးတည်ဆုံးပြီးစာတင်เจ้าတွေပြက်စီးခဲ့ရတယ်။တပိတ်ချင်းလိတ်ကြရွာကိုအေဗလာ16နေ့နာ10နာရီမှာပုံချဲတယ်။ပြည်သူ73ကလေးငယ်တွေအပေါ့တည်ဆုံးတယ်။အဲ့တော့ဒါတွေအပြင်ပြီးသလားဆိုတော့မင်းလာစင်တဲ့ဝန်ကြီးရွာအေဗလာ16နေ့နာပိုင်းမှာစစ်ကြောင်းထိုးခဲ့ပါ ရွာသူကအများအပြားထွက်ပြေးခဲ့ရပြီးရွာသားငါးဦးဖမ်းဆီးခံရပါတယ်။ဖစစ်တပ်ဟာသူတို့လို့ကိုသူတို့ရန်သူပီပီတတလုံနေတာကိုတွေ့ရတယ်။ဒီစစ်တပ်နဲ့ဒီနိုင်ငံထဲမှာဒီပြည်သူဟာအတူနေလို့ဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတာမလေးရဝန်ကြီးချုပ်နေတကွနိုင်ငံတကာကိုကျွန်တော်တို့လေးလေးနက်နက်သိစေချင်ပါတယ်။ ါကလက်ရှိဘုံကျဲတိုက်ခိုက်မှုတွေ ਨੇ ပတ်သက်ပြီးတရင်စိုးတွေပါဒီလိုတရင်စိုးတွေရှိနေတယ်လို့ကျွန်တော်တို့တော်လိုင်းကြီးတက်တွေကလည်းစွန့်လို့သွားတဲ့ပြည်သူလူထုတော်လိုင်းကြီးရဲဘော်အပြစ်မဲ့ပြည်သူတွေကိုမတရားတပ်ဖြတ်ရက်ဆက်ဒီလိုကြမ်းကြုတ်နေတဲ့ဖက်စစ်တပ်ကိုရတဲ့နီးနဲ့တိုက်ခိုက်ချိန်မုံဆောင်ရွက်နေရတယ်ရှိပါ နေပြီးတော့အီလာလေစိတ်ကို short right တော့တုံးလုံးနဲ့တကယ်တိုက်ခိုက်ခဲ့ပါအီလာဆက်ရှင်ည10နာရီ9မိနစ်ပါအီလာလေစိတ်ကိုတရားကုံမမ short right တော့တုံးလုံးနဲ့ပြတ်ခတ်တယ် BWN ဥဆောင်နဲ့ကြက်တဲ့နဲ့အဖွဲကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် BWN BWN လေစိတ်တွေစစ်ဌာနချုပ်တွေကြီးကိုပဲတကယ်ကိုပြောင်းရောက်စွာတိုက်ခိုက်နိုင်ခဲ့တဲ့ BWN BWN ရဲ့မစ်ရှင်33ခုမြောက်အလားလေရက်ကိုတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီးဘာတွေဖြစ်သွားလဲအလားလေရက်ထဲမှာငရဲပွက်တယ်လို့ဖြစ်သွားတဲ့အခြေအနေတွေရှိပါတယ် ဝုံတိုင်းကျဲတိုင်းကြီးကြားလိုက်ရပြီးတော့နေပြီးတော့အီလာနေတဲ့ကထွက်ပေါ်လာတဲ့ short တိုက်တုံးပစ်တန်နေပြီးတော့ဒီကုလုံးထိတ်လန့်စိုးရင်ပြီးပြီးသူကောင်ကြီးတက်တယ်ဝင်လာပြီလားဆိုလေစိုးရင်တက်နေတချို့တော့တညာလုံးတော့အိတ်မပြုတ်ဘူးချရပါတယ်အဲ့တော့ short တိုက်တုံးတုံးနဲ့ဖြက်ခတ်တိုက်ခိုက်ခဲ့မှုပါပင်မအမေအေအမ်ပင်မလေးတဲ့ဆက်သွေးစခန်းမီးလောင်ရှစ်ရက် တိတ်ဆုံးတယ်လို့အကြံဉာဏ်သိထားရတယ်။အမိုင်ဆံပြီးထောက်ဖို့ရဟယင်ကိုတော်နဲ့ရဟယင်ပျက်စီးတယ်လို့အကြံဉာဏ်သိထားရတယ်။အရာရှိရိတ်တာပောက်ကွဲပျက်စီးပြီးလေးရောက်ပြင်းပြင်းထန်ထန်တန်ရာရရှိမသိမရှင်းအိုနာကြိုးကန်းဖြစ်နေတယ်လို့သိရပြီးအရာရှိတအူးစေးုံရောက်မှမတာပေါ်သွားဆိုတဲ့တဲ့လေးရှိနေပါ ာကအီလာလီနဲ့အီလာလီနဲ့ကိုတိုက်ခိုက်မှုတပတ်မှာကျွန်တော်အထက်ကတင်ပြခဲ့တယ်လို့အရှိကပြောခဲ့တယ်ပြည်သူလူထုကိုရဲရဲဆက်ဆက်တပ်ဖြတ်မှုတွေရှုံးမှမှုတွေလုပ်နေတဲ့ဖက်စစ်တပ်ကိုကျွန်တော်တို့ပြည်သူကဝေးတတ်တွေကလည်းကြံ့ရသလိုရတဲ့နီးနဲ့တိုက်ခိုက်ချင်မှုတွေပါတယ်နောက်တစ်ခုကကမာယုတ်ရေစကန် ရန်ကုန်ကမာယုယေစခမ်းမှာနတ်နဘီနှလုံးလက်ဆောင်ပေးခဲ့ပါတယ်မတဘောမသိမရှင်းစင်းတွေကိုအတီးပြုတ်ဖို့စ조사နေပြီလမ်းမာတိုင်းကယေစခမ်းမှန်တယ်မြတ်အရေးပေါ်အဆင့်တတ်မှတ်လိုက်ပြီရန်ကုန်မှာရေကိုတိုက်ညဘက်တော့အိမ်မပြောတဲ့အခြေအနေမျိုးတွေကိုရောက်ရှိနေပါ ။ဧပယ်လအတွင်းမှာရန်ကုန်မြို့ပြပျောက်ကြားများရဲ့စစ်တပ်ရဲ့ပြစ်မှတ်တွေကိုစွန့်စွန့်တမန်တိုက်ခိုက်မှုတွေအားလုံးကိုကျွန်တော်ဖတ်ပြီးတော့အကျဉ်းချက်ပြီးရှင်းပြမနေတော့။နော်။ဟိုတလောကတာမွေမြို့မှာရဲစခန်းအရှိကအရှိကပေါ့နော်။အဲ့တော့မြို့ပြယူကြီးတွေဟာမြောက်မှန်ဖက်စစ်တပ်ဆိုရင်ရန်သူအခက်တော်လိုင်းအချက်ကတော့မှိတ်ယူပြီးအချက်ကြလက်ကြ တိုင်မင်ကိုက်ဟန်ချန်ညီအဝင်ခွင်ကြတိုက်ခိုက်မှုတွေကြောင့်ဒီအပရလတွင်မှာတိုက်ခိုက်မှုတွေဟာပျောက်မြောက်ထိအဲပျောက်မြောက်တဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးမြို့ပြသူကြီးရဲဘော်တွေကိုပစစ်တပ်ဟာစုံကန်းထောက်လန်းရှာဖွေဖမ်းဆီးနိုင်စွမ်းမရှိတယ်လို့လည်းကျွန်တော်တွေ့ရပါတယ်ခါတိုင်းဆိုရင်မြို့ပြသူကြီးပျောက်ကြားတွေရဲ့တိုက်ခိုက်မှုအပြီးမှာဒရဇက်လိုင်းလံဖမ်းဆီးမှုတွေလုပ်ပြီး ချက်ချင်းတရင်ထုတ်ပြန်လေးရှိတယ်ဖက်စစ်တာဒီကနေ့မှာမြို့ပြတိုက်ခိုက်မှု9ခုအထိကျွန်တော်တို့လက်ရှိမှတ်တမ်းတင်ထားတဲ့အချိန်မှာဖက်စစ်တပ်ရဲ့သတင်းကွန်ရက်တွေအခြေအနေတွေရင်းရံယုံနေနေပြီးမြို့ပြ UGDC ကိုခြေအခံလိုက်လံဖမ်းဆီးနိုင်ခြင်းအင်မတန်အားနည်းသွားတာကိုတော့ကျွန်တော်တို့တွေ့ရပါတယ်။ဒါပေမဲ့တတိမပြတ်ကတ်ကြဖို့လိုပါတယ်။အဲတော့တစ်ဖက်မှာပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဆောင်ရွက်နေတဲ့ကျွန်တော်တို့မျိုးပြရဲဘော်တွေအတွက်ဂုံပြူဦးညွတ်ကြောင့်ပြောလို့ပြီးဂယုစိုက်ကြပါလေမာချာလို့ပါတယ်မိမိရဲ့ဖုန်းကတ်တွေကစသတိထားကြပါဆက်သွယ်ပြောဆိုမှုတွေကစသတိထားကြပါရန်သူကရန်သူပြပြတတလုံနေပါတယ်ကျွန်တော်တို့တော်လိုင်းရေးဘက်ကဒူရီတာတချို့တွေဟာ ော်လင်ကြီးမှာစီမျောလိုက်ပါနေတာမျိုးကြောင့်တချို့ကိစ္စတွေမှာပုံမအောင်မြင်ရမဲ့အခြေအနေထက်အနည်းငယ်အောင်မြင်မှုဟာတုံ့ဆိုင်နေတာမျိုးတွေ့ရပါတယ်။နောက်ထပ်ဝန်တာစီအတိုင်းကောင်းတစ်ခုပြောပြချင်တယ်။ပြည်သူတွေစက်ကျင်တဲ့ဘက်မှာဘယ်ကောင်းနေရလဲ။ပြည်သူတွေစက်ကျင်တဲ့ဘက်မှာနေတဲ့ပြူစောတိဆိုတဲ့ကောင်းတွေကို ကရချောင်းမှာရေလာကစားတဲ့ပြူစောတီတွေညောင်လေးပင်မြို့နယ်ကပြူစောတီခေါင်းဆောင်ပါဝင်90ကိုပြည်သူကာဝေးတက်ဖွဲ့တက်ထုံလာကြိုက်ထုံပါကြိုက်ထုံတယ်တထုံထင်းတယ်ကြောင့်နေတော့ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ဧပြီလ15ရက်နေ့မှာကရချောင်းစားတော့တဲ့ခုမှာညောင်လေးပင်မြို့နယ်ကနေလာပြီးတော့ပျော်ပါတဲ့ပြူစောတီခေါင်းဆောင်လှိုင်မင်း ဒုတိယပြည်စော်တီကောင်းဆောင်မဲကြီးအပါဝင်မိသားစု48ဦးကိုကြိုက်ထုံမြို့နယ်ပြည်သူ့ကာဝေးတပ်ဖွဲ့ကတရင်များရတွားရောက်ဖမ်းဆီးပါတယ်။ဖမ်းဆီးရတဲ့ပြည်စော်တီတွေကိုလက်ရှိအချိန်မှာစစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။ဒီပြည်စော်တီတွေဟာတေရန်ထိုက်တဲ့ပြည်စော်တီတွေဖြစ်ပါတယ်။ဘာကြောင့်လဲ။ဖက်စစ်တပ်ဖက်စစ်တပ်ကိုတရင်ပေးပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့တော်လိုင်းတပ်ဖွဲ့တွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ချေမုန်းခဲ့တဲ့ပြစ်မှုတွေကျူးလွန်ထားတယ်လို့ကျွန်တော်တို့အကြမ်းဖျင်းသိရပါတယ်။သူရဲ့မိသားစုကနေကိုတော့လက်တလောပြန်လို့ပေးလိုက်တယ်လို့အချီအချီအကြမ်းဖျင်းသိထားရပါတယ်ခွာ။အဲ့တော့ဝင်းကန်ကြီးရောဝင်းကန်ကြီးရောတင်မွန်ချောင်းစကန်းနဲ့ မိုင်ဝတ်တော့မဝင်ဘူးအဲ့ဒီအထိ PDF တွေရောက်နေ PDF တွေရောက်နေနောက်ပြီးတော့ဒီကနေ့ကြာဒီဥမာထူးခြားတဲ့သတင်းတွေဖြစ်ပေါ်နေတယ်လို့ကျွန်တော်တို့ကြားတယ်ကျွန်တော်အတီးပြုတ်ကိုစ조사နေတယ်ဒီအချိန်မရတော့မှဆိုလို့ကျွန်တော်မပြောတော့ဘူးကျွန်တော်ဆက်လက်အတီးပြုတ်ပြီးနောက်ရက်မှကျွန်တော်ပြောမယ်အဲ့တော့ပြူစောတီတွေပျော်ပါစားတောက်နေတာတိုင်းပြည်ကငလင်တန်နဲ့စစ်ပွဲတန်နဲ့ခန်းစားနေရတဲ့အချိန်မှာပြည်သူကိုအကြောင်းမဲ့တပ်ဖြတ်ရက်ဆက်တဲ့ဖက်စစ်တောက်တဲ့ရှစ်ကောင်စီကို အပိအမြောက်ပြူပြီးဒဒဒါပါဝင်တဲ့ပြူစောထီးဆိုတဲ့လူတွေဟာဂျမန်ခစ်ကလို့ပြောမယ်ဆိုရင်ဂျပန်အလိုတော်ကြီးဖက်စစ်အလိုတော်ကြီးဒါဖြစ်ပါတယ်ဒါဒီအခြေအနေပါအဲ့တော့ဒါကတော့လက်ရှိတော်လိုင်းရဲ့ဒီကနေ့ဖြစ်သွားတဲ့ဖြစ်ပေါ်တဲ့သတင်းတွေရဲ့ဝင်ဆက်အခြေအနေ တဆက်ဆက်တည်းမှာမြို့သားညညရေးအစိုးရရဲ့ဒီအစီရင်ခံစာတွေလင်းနစ်ပြည့်အစီရင်ခံစာတွေထွက်ပေါ်လာတာရှိတယ်လို့အတက်ဖွဲ့ဗနကုပိုင်းဒါတွေလည်းကျွန်တော်တေချာမဖတ်ခါသေးလို့ review မပြောတော့ဘူးနောက်ရက်မှာပြောမယ်နောက်တစ်ခုကအမေရိကန်ဝင်ရောက်လာမှုတရင်နဲ့ပတ်သက်ပြီးလဲဂျင်းလို့ပြောကြတာမျိုးရှိတယ်ဂျင်းဂျင်းချင်းမဂျင်းချင်းလေတော်လိုင်းရေးအတွက်အကျိုးရှိရင်ကျွန်တော်တို့သုံးမယ်ဒါပဲရှင်းရှင်းပဲတော်လိုင်းရေးကိုရှေ့ရှုမြင်တာမဟုတ် တပေါင်းစုညီညွတ်ဖို့ဆောင်ရွက်ကြရလိမ့်မယ်တပေါင်းစုဖွဲ့ဖို့ဆောင်ရွက်ကြရလိမ့်မယ်တချို့တွေတော့ဖွဲ့စည်းနေကြပါပြီဒါခါတလေကြရင်အနာမအနာမပေါက်ခင်စေးထဲလို့မရဘူးဗျအနာမပေါက်ဘဲစေးသွားထွက်ရင်ခေါင်းရိုက်ခွဲခံရတယ်ဥပမာတင်ငန်းစာလေးတစ်ခုဘုံကြီးတပါလေစည်းကိုမြေမြေကိုဖြတ်ဖို့လေစည်းတယ်လေစည်းတော့လေသမားကလိုက်ဖို့ဟိုဘက်ကရောက်တော့လေက30လို့တောင်းတယ်အဲ့တော့ ီယဟန်တော်ဟာကဲလေသာကြီးတစ်ဆက်တစ်တန်နဲ့တန်ဖို့ရှိတဲ့ဘဝမှာနေနီးထိုင်နေတဲ့ကျင့်ဝတ်တွေကိုဘုန်းကြီးညွှန်ကြားတတ်တာပဲ။တစ်ဆက်ကိုတော့မယူနဲ့တော့နော်။မလို့ချင်မှုတစ်ဆက်ပဲပြီ။တကားဘုံဘုံပြောမဲ့တရားတွေဟာတကားရဲ့ဘဝနဲ့အနာဂတ်တန်တရားအထိပါကောင်းမှုစီမဲ့ကျင့်ဝတ်ဆိုင်ရာဖြစ်တယ်။မလို့ချင်မှုတစ်ဆက်ပဲပြီ။ ဘုန်းကြီးကလည်းမြစ်တာရက်ခံဟိုကလည်း30တောင်းပေါ့30က30ကသူတမင်းစားမယ်မိမပေးမယ်ဒါပဲကျန်တာဘာမှမသိဘူးစိတ်မဝင်တာပြောချင်တာကကြာလာတော့ပြောမရတာနဲ့ဘုန်းကြီးကောင်းကိုရိုက်ခွဲပလိုက်တယ်ဘုန်းကြီးစော်တက်နဲ့အရိုက်ခံခဲ့ရတယ်တကတလေကြရင်တမိုးရှိတဲ့ဇကားတွေကိုပြောတာကလည်းလော်တက်နဲ့အရိုက်ခံတတ်ရသလိုသူတော်ကောင်းသူတော်ကောင်းလို့ပဲမြင်တယ်တခိုးကတခိုးလို့ပဲမြင်တယ်ဆိုတော့ဥပမာတခုဖြတ်ပြောပြတယ် တော်လိုင်းမှာဘဘောင်းဆောင်ကအချွမီဘူးဘောင်းဆောင်ကြီးရှိတဲ့အပေါ်မှာကျွန်တော်ဥပမာလေးတစ်ခုပြီးတစ်ခုနဲ့ပြောပြချင်ပါညတကောင်ညညတညမှာဗျာပင်ကြိုင်ကုန်းတစ်ခုမှာယဟန်တပားဝူတင်ပေါ့နော်တရားကျင့်မှုပင်ကြိုင်ကုန်းကိုသွားပါတယ်အဲ့ချိန်မှာတခိုးတယောက်ကလည်းတခိုးတယောက်ကလည်းပစ္စည်းသူတပားရဲ့အိမ်ကပစ္စည်းကိုခိုးဝက်ပြီးတော့ပင်ကြိုင်ကုန်းမှာလာပုံးပါတယ် ဲ့တော့အတီးတီးညမှာဘုံကြီးကလည်းတရားကျင်တကူကလည်းပုံးပေါ့အိပ်ပျော်သွားကြပြီးတော့မနက်မိုးလေးနဲ့အချိန်မှာဘုံကြီးဟာယဟန်ပါပေါ့နော်ဘေးဘီဝဲရောင်ကိုကြည့်လိုက်တဲ့အခါအုတ်အုတ်ကူတကူဘေးမှာတကူကိုတွေ့ပါတယ်တွေ့တော့ယဟန်ရဲ့စိတ်ထဲမှာအော်ငါလိုတရားကျင့်တဲ့လူတယောက်ရှိနေပါလားဒီလိုပါပဲတခိုးကလည်းတပြိုင်တည်းထဲမှာဘီဘီဝဲရောင်ကိုကြည့်လိုက်တော့ ယဟန်ကိုတွေ့ပါတယ်အဲ့တော့တကိုးစိတ်ထဲမှာမြင်လိုက်တာကတွေးလိုက်တာကအော်ငါလိုတကိုးတယောက်လည်းရှိပါလားဒီတင်ကြိုင်ကုန်းထဲမှာဒီလိုပါပဲတကိုးဟာတကိုးလိုပဲတွေ့လို့သူတို့ကောင်းဟာယဟန်ကသူတို့ကောင်းလိုပဲတွေ့ပါဒါကြောင့်မို့တွေးပုံတွေးနီးမြင်မုံမြင်မနီးတွေအရာသဘောထားကွဲလဲနွားလည်မှုတွေအများပြားနားလည်မှုကွဲတာတွေအများပြားပုံမှာကျွန်တော်တို့တော်လန်ကြီးကိုမထိပ်ပါစီပါ ။ဘာအကြောင်းကြောင်းတွေမှကျွန်တော်တို့တော်လိုက်ရရရက်တက်နောက်ဆုတ်လို့မရပါဘူး။ကျွန်တော်တို့ဟာခိုင်မာတဲ့တန်တိတ်ထန်တဲ့အဆုံးထိတိုက်ပွဲဝင်ကြရမှာပါ။ကဘာကြီးနှချမ်းကွဲနေပါစေ။တော်လာနဲ့ပတ်ချမ်းမှာပဲကျွန်တော်တို့နေပါမယ်။ဒီတော်လာရင်ကိုအဆုံးထိဆက်သွားပါမယ်။မိခဲ့တို့အခြေအနေမျိုးရှိစေကောင်းမှုစွန့်လို့သူတော်လာရင်တမားများဟာ အရာအားလုံးကိုအန်တုခုခံရင်းတော်လိုင်းရဲ့ပင်မပန်းတိုင်ဖြစ်တဲ့နိုင်ငံသစ်စနစ်ပြောင်းဖက်စစ်တပ်ချိန်မုံကြီးကိုတွားကြရမှာဖြစ်ပါတယ်အချိန်ရစိုက်ကားနင်းနေနေရမယ်ကျွန်တော်တို့ရဲ့တန်လိုက်ထံတော်လိုင်းရဲ့အောက်ဘက်ကိုမျက်ခြေပြတ်လို့မရအချိန်ရအလုတ်ချမ်းတစ်ခုကိုလုံနေရမယ်တော်လိုင်းကြီးကိုလို့မျက်ခြေပြတ် အဲ့တော့မိကဲတို့ပတ်ဝန်းကျင်မိကဲတို့အခြေအနေမိကဲတို့ပြောင်းလဲမှုတွေကိုမစိုးရှင်ဆိုင်အန်တူရင်ကျွန်တော်တို့တည်နှွေဦးတော်လန်ရေးရဲ့သမိုင်းမော်ကွန်တက်ကိုကြီးထိုးကြရပါလိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေရဲပေါ့များခင်ဗျာ။ MNDA ကလာရှုပ်ကိုပေးလိုက်လို့စိတ်ပြတ်နေတာတွေ။ NUG ကတလွဲတွေလုပ်လို့တလွဲတွေပြောလို့အားမလို့အားမရဖြစ်တာတွေ။ ထောက်ဖို့တွေဘာဖို့တွေညာဖို့တွေအချင်းချင်းစိတ်ဝမ်းကွဲနားလည်မှု꿰ပြီးတော့ရံဖြစ်ကြတာတွေအမျိုးစုံသောအကြောင်းအရာတွေဟာတော်လန်ရေးရဲ့အမှုံလေးတပုံအဆင်လောက်တာမရှိပါဘူးကျွန်တော်တို့ရဲ့ပင်မရည်ပဲကြာတိုင်းပြည်ကိုအလုံးစုံညီလံပြောင်းလဲပြစ်နိုင်သောစနစ်ပြောင်းတော်လန်ရေးကြီးကိုဆင်နွှဲနေတာဖြစ်တဲ့အတွက် လက်ရှိတော်လိုင်းရေးထဲမှာရှိနေတဲ့ဖြစ်စဉ်အလုံးဟာတော်လိုင်းရေးကြီးရဲ့အမှုအမွားအစဉ်ပဲတတ်မှတ်ပြီးမိတို့ရဲ့ခိုင်မာတဲ့တန်တိထံရွေချက်နဲ့တော်လိုင်းရေးကိုသာရှေးရှုပြီးအတူဆက်ချီတက်ကြရအောင်ချက်တဲ့သားငါတင်တင်နေငါကြောက်စားဗျအကြီးလေရင်အဖတ်တွေ့မှာဖြစ်ပြီး အချိန်တန်ရင်တော့မျက်နှာဖုံးပြီးကွာကြလာပါပါဒါကြောင့်မို့ရဲဘော်တို့ကြီးအောင်ဝဲရပြီးထိကျွန်တော်တို့အတူ ခိုင်ခိုင်မာမာလက်ချင်းချိတ်ကြည့်ပတ်ချင်းအဆက်သွားကြရအောင်နေချင်းတဲ့လူတွေနေခဲ့ပြန်ပြင်းတဲ့လူတွေပြန်ကြကျွန်တော်တို့ဆက်သွားကြမယ်တယောက်တည်းကြံလဲတော်လာမယ်ဆိုတဲ့စိတ်နဲ့အောင်ပွဲကိုရယူအောင်ပွဲရရင်တစ်ဖိတ်ဆိုင်တူတိုင်းကျွန်တော်ကပေါ်စင်တော့ဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်